အေရီတိုင်းရေကြည်မြို့နယ်မှာရေကြည်မြို့နယ်သားစစ်ကောင်စီခန့်ဝင်းကြီးချုပ်ထီးတင်ခဲ့တဲ့တမိုင်းဝင်ဒီပါယုံစီရပိုင်းတွင်မိုးကြိုးထိမှန်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ရေကြည်မြို့ရှိတမိုင်းဝင်ဒီပါယုံစီတော်မြတ်ကြီးကိုစစ်ကောင်စီခန့်ဝင်းကြီးချုပ်ဦးတင်မောင်ဝင်းကပြီးခဲ့တဲ့မေလ6ရက်နေ့မနက်9:00မိနစ်မှာထီးတော်အစ်စ်တင်ခဲ့တယ်လို့သိရပါဗျ။ ထီးတော်အသည်တင်လူပြီးနောက်မေလ23ရက်နေ့လယ်ပိုင်းမှာမိုးကြိုးထိမှန်ပြီးစိန်ဖူးတော်မြေခခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရေကြီးရဲ့တကယ်တကိုးကြီးဖျားပါ။အုံမာထန်ဒီတဲသွားတာနှစ်ရာနဲ့ချီနေပြီ။တခါမှမိုးကြိုးမပြစ်ဘူးဘူး။အခုမှပဲကြားဘူးတဲ့။ဇေဒီမာအုတ်ထက်တွေလည်းကြွာကြကုန်နေ။ထီတော်လာတင်တော့ကလည်းတူတူတိတ်တိတ်ရရအစီမံတွေချောင်းလာမသိဘူးလို့ရေကြီးမျိုးကန်တူက ARD Times ကိုပြောပါရယ် ရှေးဟောင်းသာသနာအမွေနှစ်တခုဖြစ်တာကြောင့်ရေကြီးမြို့သူမြို့သားတွေဟာကျောင်းတော်ဖွင့်တာထီတော်သေးတင်လူတာတွေကို၅နှစ်တကြိမ်ပြုလုပ်လေရှိတယ်လို့မြို့ကန်တွေစီကသိရပါဗျ။ဒီဖျားစေဒီကြီးကဒီလိုမျိုးဖြစ်စဉ်မရှိတော့သူတို့ထီတော်တင်ရမှာဘာရီများအမောက်မားတွေရှိခဲ့ကြလဲမသိဘူးလို့အသက်80ကျော်ဒေသခံအဖိုးတူက AR Times ကိုပြောပါဗျ။ပြီးခဲ့တဲ့မလအတွင်းကရေကြီးမြို့နယ်၊လေးမျက်နှာမြို့နယ်တို့မှာ ရှိကောင်စီတက်တဲ့အရခတက်တော် AA တွန်လိုင်းပူပေါင်းတက်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတိုက်ပွဲတွေရပ်တန့်စေဖို့ရတရားစီမံပြုလုပ်တဲ့အနေနဲ့ထီတော်တင်ရခြင်းဖြစ်တယ်လို့ရေကြီးမြို့ခံတွေကသုံးသပ်ပြောဆိုပါတယ်။ရေကြီးမြို့နယ်ရဲ့မြို့ချက်တီဆောင်တမိုင်းဝင်ဒီပါယုံစီရီကို၅နှစ်တကြိမ်ထီတော်တင်တယ်လို့ဆိုပေမဲ့2023ခုနှစ်ဒီဇင်ဘာလအတွင်းကစစ်ကောင်စီဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကိုရိုင်းထီတော်တင်ရေးဆက်ချခဲ့ပါတယ်။